မေရိကန်ရဲ့စမ်းသပ်တဲ့အနာဂတ်လေကြောင်းကာကွယ်ရေးအစီအမံဖြင့်ရွှေသားအမှုခုံဂိုဒမ်ဒုံးစနစ်ကိုသမ္မတဒေါ်နယ်ထရမ့်ကမိတ်ဆက်ပြသခဲ့ပါတယ်။အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေဖြန့်ကျက်ချိတ်ဆက်ပြီးအမေရိကန်ရဲ့ဝေဟင်ပိုင်နက်ကိုကာကွယ်မဲ့ဂိုဒမ်ဒုံးဟာသူ့ရဲ့လက်ရှိသမ္မတတပ်တန်မကုံဆုံးခင်မှာစတင်အသက်ဝင်လာနိုင်မယ်လို့ယုံကြည်ကြောင်းထရမ့်ကဆိုပါတယ်။ခရစ်ဒုံးကြီးတွေတိုက်ချင်းပြေဒုံးကြီးတွေအပါအဝင်မျိုးဆက်တဲ့လေကြောင်းချင်းချောင်းမှုအန္တရာယ်တွေကနေအမေရိကန်ကိုတိတိယယအကာအကွယ်ပေးနိုင်မယ် အစ်အမြင့်ဆုံးလေချောင်းကားကိုရဲကွန်ရက်တစ်ခုကိုတိဆောက်သွားမယ်သူရဲ့ရည်ရွယ်ချက်ကိုထရန့်ကသမရအဖြစ်ကျန်းသက်စာချင်းဆိုပြီးရပိုင်းကြောင်မှာပဲကြေညာထားခဲ့ပါတယ်။အဲ့ဒီခေတ်ရှိပြေလေချောင်းကားကိုရဲကွန်ရက်ဟာစုစုပေါင်းဒေါ်လာ25ဘီလီယံလောက်အကုန်ကျခံတိဆောက်ထားမှာဖြစ်ပြီးဘတ်ဂျက်အစီအမံအတွက်မှာအဲ့ဒီအသုံးစရိတ်ကိုထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့လာမယ့်ဆယ်စုနှစ်တွေအတွင်းထိန်းသိမ်းစရိတ်တွေအပါအဝင်နောက်ထပ်ငွေကြေးကုန်ကျမှုတွေအများကြီးရှိလာပြီး ဒေါ်လာ185ဘီလီယံအထိမြင့်တက်လာမယ်လို့အစိုးရကခန့်မှန်းထားတာပါအမေရိကန်စစ်ဘက်ရရှိတွေကလက်ရှိဖြန့်ကျက်ထားတဲ့နေချောင်းကာကွယ်ရေးစနစ်တွေဟာအမေရိကန်ရဲ့ခါတီးပြိုင်ဘက်နိုင်ငံတချို့ပိုင်ဆိုင်ထားတဲ့ခေမီဆောင်လက်နက်အသစ်စမ်းတွေကိုဟန့်တားနိုင်လောက်အောင်နှီးပညာပိုင်းအမိမလိုက်နိုင်တော့ဘူးလို့သတိပေးထောက်ပြထားပါတယ် Gramdon Account Table ရဲ့ project ကိုအမေရိကန်အကာသတပ်ဖွဲ့ဒုတိယအကြီးအကဲဗိုလ်ချုပ်ကြီး Michael Gutlim ကကြီးမှုလိုက်မယ်လို့ပြောပါတယ် Trump က Gramdon ဟာ မြေပြင်ဝေးဟင်ရေပြင်နဲ့အာကာသထဲမှာပါဖြန့်ကျက်ထားမဲ့အဆင့်မြင့်ဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေပေါင်းစပ်ပြီးအလုပ်လုပ်မှာဖြစ်ကြောင်းနဲ့ကနေဒါအစိုးရဟာအဲ့ဒီစနစ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်လိုတယ်လို့အဆိုပြုထားကြောင်းဆိုပါတယ်။ဂိုရမ်ဂျုံဟာကဘာကြီးရဲ့တစ်ဖက်ခြမ်းကဖြစ်စေအာကာသထဲကဖြစ်စေပြစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကိုတတိယရောက်ဂျာပြဟန်တာနိုင်မှာဖြစ်တယ်လို့ထရန့်ကမှတ်ချက်ပေးသွားပါတယ်။ဂိုရမ်ဂျုံဟာအစ္စရေးရဲ့ကမ္ဘာကျော်လေကြောင်းကာကွယ်ရေးစနစ်ဖြစ်တဲ့အိုင်ယွန်ဂျုံကိုနမူနာယူထားတာပါ 2017ခုနှစ်ကစပြီးအယွန်ဒုံဟာအစ္စရေးလေးပိုင်းနဲ့တဲကျူးကျော်ဝင်ရောက်လာတဲ့ဒုံးကျည်တွေကိုတတိယရောက်ကြားဖြတ်ပြစ်ချပေးခဲ့တာဖြစ်ပါတယ်။ဂိုရမ်ဒုံးကတော့အယွန်ဒုံးနဲ့ရှင်ရင်ပမာဏအရန်ကြီးမှပြီးအတန်ထက်၅ဆမကပိုမြန်တဲ့ hyper sonic ဒုံးကျည်တွေအစိမ့်စိမ့်အမွားမွားကွဲထွက်ပြီးကြောက်ရောက်ပေါက်ကွဲနိုင်တဲ့လက်နက်ကြီးကြီးတွေအပါအဝင်ခင်မီဆက်လက်နက်တွေအားလုံးကိုဟန့်တားနိုင်ဖို့ရည်ရွယ်ထားတာပါ။ Trump ကအမေရိကန်လေးပိုင်းနဲ့စီဥတီလာမဲ့လက်နက်မှန်သမျှကိုနေထဲမှာတင်ပြစ်ချပြစ်မှာဖြစ်ကြောင်း အောင်မြင်မှုအလားအလာကလည်းတရားရဂိုင်နှုန်းနားထည့်ရှိမှဖြစ်ကြောင်းကြွေးကြော်ထားပါတယ်။အမေရိကန်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်စစ်ဌာနချုပ်ဟာလက်ရှိအသုံးပြုနေတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာရုရှားနဲ့တရုတ်တို့ကပိုင်ဆိုင်လာကြတဲ့ hypersonic ဒုံးကြီးတွေအပါအဝင်ခင်မီဆက်လက်နက်အသစ်စမ်းတွေကိုဟန့်တာဖို့မလုံလောက်တော့ဘူးလို့မကြာခဏသတိပေးထားခဲ့ပြီးဖြစ်ပါရဲ့ရှင်။